ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့မှာကြောင်သားကြောင်သူများအမြန်ဆုံးပညာသင်ကြားနိုင်ရေးအတွက်ကြောင်များပြန်လည်ဖွင့်လှစ်နိုင်ရေးကိုနိုင်ငံတော်ဆိုရာတမတော်နဲ့ပြည်သူလူထုတို့ပူးပေါင်းရင်းအင်တိုင်းအားလိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာကြောင်မဲမြို့အမတ်၄အခြေခံပညာထပ်တန်းကြောင်ကို အော်တိုဘာလ၈ရက်နေ့မှာလက်ကောင်အမတ်၄အခြေခံပညာထပ်တန်းကြောင်နဲ့အမတ်၄အခြေခံပညာအလေတန်းကြောင်ကိုအော်တိုဘာလ၁၅ရက်နေ့မှာလက်ကောင်အခြေခံပညာထပ်တန်းကြောင်နောက်ပိန်ကိုအော်တိုဘာလ၁၆ရက် နေ့မှလကောက်အမတ်3အခြေခံပညာထက်တန်းကျောင်းကိုအော်တိုဘာလ18ရက်နေ့မှလကောက်အော်တိုဘာလ18ရက်နေ့မှအမတ်နေ့အခြေခံပညာထက်တန်းကျောင်းကိုလကောက်ထပ်မံဖွင့်လှစ်နိုင်ခဲ့ရာအခုအထိအခြေခံပညာကျောင်း6ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရပါသည်အဲ့ဒီကျောင်းများမှာကျောင်းအပ်လက်ခံချက်များဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာကျောင်းလာကျောင်းအနှံ့မှုအနေနဲ့အော်တိုဘာလ18ရက်နေ့မှကျောင်းသားကျောင်းသူ136ဦးထပ်မံကျောင်းအပ်နိုင်ခဲ့တဲ့အတွက် ်စုစုပေါင်းចောင်းသားចောင်းသူ4024ဦးចောင်းတက်ရောက်လျက်ရှိပြီး စာပေပညာများကိုအေဂျင်စိတ်အေးချမ်းသာစွာတင်ကြားလျက်ရှိပါသည်သမန်ကျောင်းအနန်နှင့်ကျောင်းသားကျောင်းသူများအားပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်တဲ့ကျောင်းသုံးဆောင်များ စာရေးကိရိယာများနှင့်ထောက်ပံ့ပစ္စည်းများကိုတဘာတွေပေးအပ်ပြီးဌာနဆိုင်ရာတာဝန်ရှိသူများကလိုအပ်တာများဆောင်ရွက်ပေးပါသည်။ ဒါအပြင်ကြောင်မဲမျိုးတို့ပြန်လည်ဝင်ရောက်လာတဲ့ဒေသခံပြည်သူများအောင်အိမ်တော်စုစရင်တိုင်းဆိုင်စစ်ဆေးခြင်းနဲ့နိုင်ငံသားစီစီရေးကံများပြုလုပ်ပေးခြင်းတို့ကိုလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနမှတာဝန်ရှိသူများကဆောင်ရွက်ပေးပါတယ်။ ဒါအပြင်လုံခြုံရေးတပ်ဖွဲ့ဝင်များကကြောင်မဲမျိုးပေါ်ရှိဌာနဆိုင်ရာရုံးများနဲ့အများပြည်သူတွာလာနေထိုင်လျက်ရှိတဲ့နေရာများမှာမိုင်းရှင်လီလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပြီးဒေသခံပြည်သူများရင်ကျန်းမာရေးဆောင်ရှားမှုလုပ်ငန်းများအတွက်ကျန်းမာရေးဝန်ကြီးဌာနနဲ့တမရုံမှဆရာဝန်များသူနာပြုများပူးပေါင်း၍ကြောင်မဲမျိုး လာပါမှုနှင့်တရုတ်ပုံကြောင့်မှရာရီစေယုံဖွင့်လှစ်ပြီးဈေးကူတာပေးခြင်းများကိုဆောင်ရွက်ပေးလျက်ရှိရာအော်တိုဝါလာ၁၈ရက်နေ့မှ ပြင်ပလူနာ88ဦးနဲ့စေယုံတရကူတာရန်လိုအပ်တဲ့လူနာတအူတို့ကိုလိုအပ်တဲ့ကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်ရှင်။